2025ခုနှစ်မေလ13ရက်နေ့အင်္ဂါနေ့မနေ့6နာရီဂျိုရုကတိုင်းတာရရှိချက်တွေနဲ့မြန်မာပြည် မိုးရသည်ကာလမုတ်တုံဝင်ပြီလားလို့ကျွန်တော်တို့စတင်လေ့လာကြအောင်လွန်ခဲ့တဲ့နှစ်လလောက်တည်းကလာနီညာဖြစ်စဉ်ဖြစ်လာတဲ့အတွက်ကြောင့်လို့မြန်မာပြည်မှာမိုးရသည်စောမယ်လို့သတိပေးခဲ့ပါတယ်အဲ့ဒီသတိပေးချက်တိုင်းကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကလည်း မြမပြည်ကို ဝင်လာမဲ့မုတ်တုံလေးငားရဲ့စောမယ်လို့ကျွန်တော်တို့စတင်ခမန်းပေးခဲ့ပါတယ်ဒီကနေ့အိန္ဒိယမောလီဝဒာဌာနကနေပြီးတော့မုတ်တုံလေးစတင်တိုက်ခတ်နေပြီဖြစ်ကြောင်းတရားဝင် ထုတ်ပြန်လိုက်ပါမယ်ဒီကနေ့စောစောလာတဲ့မုတ်တုံလေးကြောင့်မလို့အိန္ဒိယနိုင်ငံနဲ့ဗမာပြည်မှာရခင်နှစ်များထက်မိုးရီပုံမူရရှိနိုင်တဲ့ အခြေအနေရှိတယ်ဆိုပြီးတော့လေကမ္ဘာရာသီဥတုပညာရှင်များနဲ့အိန္ဒိယမိုးဒလဌာနကခမန်းချက်ဒီစတင်ပေးနေဖြစ်ပါတယ်။ကောင်းပြီကျွန်တော်တို့ဗမာပြည်အတွက်ကြည့်မယ်ဆိုလို့ရှိရင်လေအိန္ဒိယသမုတ်တရာကလာတဲ့လေစီးကြောင်းမုတ်တုံလေစီးကြောင်းဟာဗမာပြည်အောက်ဖျားက ကော့တောင်ကိုစတင်ပြီးတော့ဒီကနေ့မနက်မှာတိုက်ခတ်နေပြီဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ 73ရက်နေ့မှာဆိုရင်တော့မုတ်တုံလေးတိုက်ခတ်နေပြီလို့ကျွန်တော်တို့သတ်မှတ်ရမှာဖြစ်ပါတယ်။လာမယ့်74ရက်နေ့မှာဆိုလို့ရှိရင်တော့မုတ်တုံလေးဟာပုံမူအားကောင်းလာပြီးတော့မြမာပြည်အလဲပိုင်းကိုစတင်ပြီးတော့ဝင်ရောက်နိုင်တဲ့အနေအထားရှိပြီးတော့မှလေတုရှုပ်ထွေးမှုနဲ့လေဆိုင်ဝဲကြောက်မလို့မြမာပြည်အောက်ပိုင်းမှာရုတ်တရက်မိုးကြီးခြင်းနဲ့ကြုံတွေ့ နိုင်ရပါတယ်ထို့အတူပဲကျွန်တော်တို့တောင်တရုတ်ပင်လယ်မှာဆိုလို့ရှိရင်14ရက်ကနေပြီးတော့စတင်ဖြစ်လာမယ်မုန်တိုင်းဟာရက်20လောက်မှာတရုတ်ပြည်ကမ်းခြေနားကိုတတ်ပြီးတော့ရှင်အပေါ်ကတက်တက်တိမ်တိမ်ကြောက်မလို့မြန်မာပြည်အထက်ပိုင်းနယ်ရှမ်းပြည်နယ်မှာမိုးတဲတဲမဲမဲရွာသွန်းနိုင်တဲ့အခြေအနေကိုလည်းကျွန်တော်တို့တွေ့နေရပါတယ်အသေးစိတ်ကိုတော့ကျွန်တော်တို့ရက်နီးတဲ့အခါမှာတူးကြတဲ့အခါမှာဆက်လက်တင်ပြမှာဖြစ်ပါတယ် ဒီကနေ့73ရက်နေ့မနေ့6ရက်တိုင်းတာရက်တွေရဘင်္ဂလားပင်လယ်တစ်ခုလုံးမှာ တိန်နေရေငွေ့အပြစ်လွှမ်းခြုံပြီးတော့တိုက်ခတ်လာတဲ့မုတ်တုံလီစီးကြောင်းနဲ့တူမြန်မာပြည်ကိုစတင်ဝင်ရောက်သွားတာတွေ့ရပါတယ်။နေ့လယ်7နာရီရောက်တဲ့အခါမှာတော့မြေနေတိန်တွေကနေပြီးတော့ပူပြင်းတဲ့အပူချိန်ကြောင့်မလို့မြန်မာပြည်အထက်ကို တက်သွားတဲ့ အနေထားကိုအပြာရောင်နေနဲ့တွေ့ရမှာဖြစ်ပါတယ်ဒီတိန်နေရာအပေါ်ရောက်လို့ရှိရင်တော့အေးနဲ့တွေ့ပြီးတော့ပြန်ကြမိုးနေလဲရွာသွန်းမှာဖြစ်ပါတယ်တနည်းအားဖြင့်ဆိုလို့ရှိရင်မြမပြီမှာမိုးရွာတဲ့ပုံကနှစ်ပိုင်းဖြစ်နေပါတယ်အောက်ဘမပြီက မုတ်တုံမိုးစရွာသလိုပဲအထက်ဘမပြီကမုတ်တုံမိုးကမုတ်တုံရေခွေးကတက်တဲ့မိုးကပြန်ကြမိုးနေလဲရွာနေတာဖြစ်ပါတယ် ကောင်းပြီကျွန်တော်တို့ဒီကနေ့ကျွန်တော်တို့ဒီကနေ့73ရက်နေ့မှာ24နှစ်အတွင်းမြန်မာနိုင်ငံတစ်ခုလုံးမှာနေရာစိတ်စိတ်မိုးရွာပြီးတော့တချို့နေရာတွေမှာနေရာကွက်ကြားမိုးရွာနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခံမှန်းလို့ရရှိပါတယ်။ဒီအဝါရောင်ပြနေတဲ့ဒေသတွေဟာဆိုလို့ရှိရင်တော့24နှစ်အတွင်းမှာ မိုးရွာခြင်း1.4လက်မကနေပြီးတော့1.6လက်မအထိ ရွာနိုင်တဲ့အနေအထားရှိပါတယ်။အဝါရောင်ဒေသတွေကိုလေးလာတဲ့အခါမှာကချင်ပြည်နယ်၊မန္တလေးတိုင်း၊စကိုင်းတိုင်းနေပြည်တော်၊မကွေးတိုင်း၊ရှမ်းပြည်နယ်နဲ့အောက်ဖက်ကယားပြည်နယ်နဲ့တနင်္လာရီတိုင်းတို့မှာနေရာကွက်ပြီးတော့မိုးကြီးပြီးတော့အခြားတိုင်းတဲ့ပြည်နယ်တွေမှာနေရာကွက်ကြားမိုးရွာနိုင်ပါတယ် ကျွန်တော်တို့လာမယ့်14ရက်နေ့မှာတော့စောစောကပြောတဲ့မုတ်တုံလေးထိုးဖောက်ဝင်အောင်မှုကြောင့်မလို့မြမတီအောက်ပိုင်းမှာတဖြည်းဖြည်းနဲ့အန္တရာယ်ရှိတဲ့မိုးအဆင့်ထိရွာနိုင်တဲ့အနေအထားတွေ့ရသလိုပဲတောင်တရုတ်ပင်လယ်ကလာတဲ့ရေငွေ့ကြောင့်မလို့ရှမ်းပြည်မှာစတင် မိုးကြီးနိုင်တဲ့အနေအထားတွေရှိပါတယ်ကျွန်တော်တို့အသေးစိတ်လေ့လာခံမှန်းပြီးတဲ့အခါမှာဆက်လက်တင်ပြမှာဖြစ်ပါတယ် ကျွန်တော်တို့အထူးဓတိပေးချင်တာကကျွန်တော်တို့ဒီမုတ်တုံစတဲ့ယာစီကာလကနေပြီးတော့၃လအတွင်းမှာမြန်မာပြည် မိုးများနိုင်တဲ့အတွက်ကြောင့်မလို့မိုးများနေကြနေရာတွေမှာမျိုးစဘာများတရားရွေးချယ်လို့ပါတယ်။နောက်တရားမှုတစ်ခုကတော့မီအောက်ရေကြီးကြောင်း ပိတ်ဆို့မှုဖြစ်လို့မိုးပေါ်ကကြာသမျှရေတွေဟာ မြေပြင်ပေါ်ကနေပြီးတော့ဖြတ်တန်းစီးစစ်မှဖြစ်တဲ့အကြောင်းမလို့မိမိတို့လေကလေးနဲ့စိုက်ပျိုးခင်းနေရဲ့ရေရှင်းမြောင်းတွေကို ပို့ပြီးတော့နက်နက်တူးထားခြင်းအားဖြင့်မိမိတို့ရဲ့ဒီနာများကိုအနည်းငယ်တော့ကာကွယ်နိုင်မယ်လို့ကျွန်တော်တို့အကြံပြုတင်ပြပါရယ်ကျွန်တော်တို့အသံဖိုင်ကို939 Telegram မှာ download လုပ်ပြီးတော့မိမိတို့ရဲ့စီးပွားဘက်လုပ်ပေါ်ကိုင်မဲ့မိတ်ဆွေများကိုဝေမျှလိုက်ကြပါခင်ဗျာကျေးဇူးတင်ပါတယ်